Transwear က Turkey နဲ့တောင်ကိုရီးယားတို့စီကနေကျောက်တင်သွင်းဖို့စီစဉ်နေပြီး အမေရိကန်ပြည်သူတွေအတွက်အမြဲတမ်းမြင့်တက်နေတဲ့ဈေးနှုန်းကျော်ပါစီမျှော်လင့်ချက်နဲ့တခြားနိုင်ငံတွေနဲ့ပါဆွေးနွေးနေတယ်လို့သိရပါတယ်။ရေတို့အတွက်ကျဲဥတန်ပေါင်းများစွာတင်သွင်းဖို့မိမိတို့ပြောဆိုဆွေးနွေးနေတယ်လို့အမေရိကန်စားပြေးရေးဝန်ကြီး Brooks Rolling ကအင်ပီရိုမှသတင်းတောက်တွေကိုပြောကြားထားပါတယ်။အမေရိကန်မွေးမြူရေးသမားတွေအနေနဲ့ကျက်ကောင်ကြီးတန်ပေါင်းများစွာကိုတတ်ဖြတ်ခဲ့ရတဲ့ကျန်းငတ်တုတ်ကွေးကတ်ယောဂါတိုက်ဖျက်ရေးဒေါ်လာ1ဘီလီယံသုံးဆွဲဖို့အမေရိကန်ဆွေးနွေးကကြေညာထားချိန်မှာအခုလိုအစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။သမ္မတ Trump ရဲ့ဆွေးချိန်က ကုန်စည်နှုန်းကျဆင်းစေရမယ်လို့ကတိပြုခဲ့ပေမဲ့ပြီးခဲ့တဲ့နှစ်ကကျဲဥစည်နှုန်း65ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး2025ခုနှစ်အတွင်း47ရာခိုင်နှုန်းမြင့်လာမယ်လို့မျှော်လင့်ရပါတယ်။ ဝင်ကြီး Mrs. Rolling ကသူ့ရဲ့ဌာနအနေနဲ့ခုံစည်အစ်တွေရရှိစေရေးတခြားနိုင်ငံတွေနဲ့ဆွေးနွေးနေတယ်လို့ပြောပေမဲ့ဘယ်ဒေသကဘယ်နိုင်ငံတွေနဲ့ဆွေးနွေးနေတယ်လဲဆိုတာကိုတော့အသေးစိတ်မပြောပါဘူး။မိမိတို့အနေနဲ့ပြည်တွင်းမှာကြောက်ထုတ်လုပ်မှုပြန်လည်အားကောင်းလာရင်အားကောင်းလာဖို့လာမဲ့လအနေငယ်အတွင်းမျှော်လင့်ရပြီးပြည်ပကနေကြောက်ဥတွေကိုတင်သွင်းစရာလိုတော့မှာမဟုတ်ဘူးလို့ဝင်ကြီး Rolling ကပြောတာပါ။ကြောက်တင်ဖို့ရည်ဖြစ်နိုင်ခြင်းနဲ့ပတ်သက်လို့ American တိုင်ုံတွေကမိမိတို့စီကိုဆက်သွယ်လာခဲ့ကြောင်း ်ပိုလန်နဲ့လစ်သူရေးနီးယားအစိုးရတို့ကမတ်22ရက်မှာပြောကြားခဲ့တယ်လို့ AFP သတင်းမှာဖော်ပြပါတယ်ဖရန်ဆိုရအနေနဲ့နိုင်ငံများကိုအခွန်တိုးမြင့်ကောက်ခံနေခြင်းမှာအမေရိကန်ပြည်သူတွေအတွက်ကျဲဥစည်းနှုန်းရောကျစေရေးအခုလိုကြိုးပမ်းနေတာဖြစ်ပါတယ်